ကချင်ပြည်နယ်ကမြကြီးနားနဲ့တနိုင်းမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်တွေကစစ်သားစုဆောင်းမှုကိုနှီးမျိုးစုံနဲ့ပြုလုပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကအသိပေးပါရယ်အဲ့ဒီမြို့တွေကစစ်ကောင်စီတပ်ထိန်းချုပ်ထားစေဖြစ်ပြီးစစ်ရေးလှုပ်ရှားမှုတွေစစ်အင်အားဖြည့်တင်းမှုတွေဇက်တိုက်ပြုလုပ်နေတဲ့ဒေသတွေဖြစ်ပါရယ်စစ်ကောင်စီဟာမြကြီးနားမြို့ကရက်ကွက်တချို့မှာမတ်လဆန်းကစလို့တအိမ်တက်စင်သကောင်စရင်ကောက်ယူတာပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေပြီး ခရီးသွားရှင်တွေပေါ်ကပြည်သူတွေကိုလည်းဖမ်းဆီးလူသစ်ဆူတာတွေရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကမင်းညပိုင်းမှာသတင်းဖော်ပြပါရတယ်။အဲ့ဒီလိုပဲဒနားမြို့နယ်မှာလည်းပြည်သူစစ်ကညအချိန်သွာလာနေတဲ့လူငယ်လူလတ်ပိုင်းတွေကိုဖမ်းဆီးလူသစ်ဆူနေပြီးလူငယ်တွေရှိတဲ့နေအိမ်တွေကိုလည်းမတင်ကာမှုနဲ့ဝေရောက်ရှာဖွေတာမူရစေးနဲ့ပတ်သက်လို့စစ်စေးမေးမြန်းမယ်ဆိုပြီးဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဆိုပါရတယ်။မြကြီးနားမြို့ဒေသခံတအူးကတော့ လူသစ်စုဆောင်မှုကိုစစ်ကောင်စီဘက်ကပြုလုပ်နေတယ်လို့ KIA ဘက်ကလည်းပြုလုပ်နေတယ်လို့ People Spring ကိုဖြေပါတယ်။ဒါကြောင့်စစ်သားစုဆောင်မှုနဲ့ဒေသအစ်ရေးအခြေအနေကိုမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစီဒီနေ့မှဆက်သွယ်ထားပေမဲ့အဆက်အသွယ်တော့မရသေးပါဘူးရှင်။